ပြီးရင်ဆံမလေးပဲမျက်နှာပြအောင်ဘာမှစိတ်မဘူးနဲ့ဆံမလေးပြအောင်ရှည်လားမင်းတို့ဆေးမဒါဘာတွက်လဲဒီဆေးမလေးမျိုးတို့ရတာအဲ့ဒါမင်းဝစီစင်လို့ရတာကျွန်တော်မိုးပြရစင်နေဗျာ ဒါလည်းမြင်းမွေးစီချင်တခြားလူပဲပြလိုက်တော့အာဆိုနာဝေးလိုက်ပါမယ်ဆ ्याम မဆေနာနဲ့ပြတာကိုလက်ခံရတယ်ဒီနေ့ကစပြီးမြင်းပုံစံကုံပြောင်းအောင်မယ်နော်ဆ ्याम မဒီနေ့အကြောင်းကြီးနဲ့တိုင်ပင်ခဲ့တယ်မင်းကိုအကြောင်းဆရာဖြစ်ခေါ်ဖို့ဖျားဟိုအဲ့ဒါတော့လုံးဝမဖြစ်နိုင်ဘူးပြီးတော့ကျောက်ကလူစုလူမိုင်းဆ ्याम မလေးပဲမျက်နှာပြရမှာကျောင်းဆရာအလုပ်ထဲအကျောင်းရဲ့ဝေယဝဆအလုပ်ဆိုရင်ပုံမှန်တယ်အားတဲ့ချိန်မှာကလေးတွေကိုစာတင်ပေးရုံမဲ့ ငယ်တန်းလေးတွေကိုပေါ့ပြီးတော့အเจ้าမှလည်းဆရာလိုအပ်နေတာလေဟိုကျုပ်ပညာတက်မတက်ဘူးဆိုဆရာမဘလို့လို့သိလဲဆရာမကဆရာပဲလေမင်းရဲ့အိမ်မက်ကအเจ้าဆရာတယောက်ဖြစ်ဖို့အတွက်မဟုတ်လားမိသားစုပြဿနာကြောင့်ရက်တောက်ပြီးလမ်းမအောင်မင်းရောက်ခဲ့ရတယ်စိုးရင်မရင်နဲ့မင်းရဲ့အိမ်မက်တွေကိုမင်းမေ့ထားခဲ့တယ်အပီဆိုပြီးတော့ရကြကြာကြောဖြစ်မင်းခံယူလိုက်တယ်ဟုတ်တယ်မဟုတ်လားဟုတ်ပါတယ်ဆရာမမင်းရဲ့ခံစားချက်ကိုနားလဲပါတယ် အရင်ကမင်းဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ခုချိန်ကမင်းတဲ့အခွင့်အရေးကောင်းတစ်ခုပဲလေမင်းပညာရေးရှင်းနေဆိုရင်စာတင်လို့ရတယ်ကျွန်တော်ဘာမှတွေ့ဘူးမင်းနဲ့မင်းရဲ့အနာမှာဆရာမတရားလုံးရှိရဲ့အဓိကကတော့မင်းပြောင်းလဲဖို့ပဲလိုတာပါမင်းတေချာဆုံးဖြတ်ပါနော်ဆရာမမလည်းဖြတ်အကြောင်းအဆောင်

ပြီးရင်ဆံမလေးပဲမျက်နှာပြအောင်။အားမစိမ့်ဘူးနဲ့ဆံမလေးပြောင်းလို့ရလား။ဆံမလေးပြောင်း။မင်္ဂလာပါတောင်းတသမီးတို့ရေမင်းဆံမကတောင်းတသမီးတို့ကိုဆရာလေးတယောက်နဲ့မိတ်ဆက်ပေးမယ်ဒီဦးကိုတီးကြလားမနာပေါ့ကွယ်ဒီနေ့အစားပေးဦးငတ်ပေးဦးငတ်ပေးလို့မခွာဘူးနော်ဆရာချစ်ခင်လို့ခွာမယ်ကြားလား ဆရာချစ်ခင်ကဒီနေ့အစာပေးတာဟုတ်သမီးတို့စာတင်ပေးမှာတာဟုတ်သမီးတို့လည်းလေမမာနဲ့စာတင်ကြရမနော်ဟုတ်ကဲ့ပါဆရာမကဲဆရာချစ်ခင်ကိုနှုတ်ဆက်လိုက်ကြပါအောင်ဟေးပါဆရာမင်္ဂလာပါကွာချစ်ခင်အဲ့လိုမပြောပါဘူးလေမင်္ဂလာပါတာဟုတ်သမီးတို့ရဲ့လို့ပြောရတယ်နှုတ်ဆက်လိုက်မင်္ဂလာပါတာဟုတ်သမီးတို့ရဲ့ မတယ်ဗျာခင်ဗျာလေးကနားလက်တက်တူလေးတဲ့။ဗျာခင်ဗျာလက်သား brasileiro, 先嘛。